အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်တင်မဲ့တင်ငန်းစာကတော့အခန်းနေလေ့ကျင့်ခန်းနေ့သမားတစ်ကနံပါတ်1နဲ့3ဖြစ်ပါတယ်အဲ့ဒီမှာဒီလိုဘာလို့ကမှလဲအောက်ပါရိုတန်မိုးကိုရှာပါတယ်နော်ထန်ညုံးပါထန်ညုံးထန်ညုံးပုံစံတွေကိုကျွန်တော်ကတန်မိုးရှာခိုင်းတာပါအဲ့ဒီနံပါတ်နံပါတ်ကကြီးမှာ minus 5 by 6ကိုသုံးသပ်တင်ထားတယ်ပါ minus 5 by 6 the whole cube နော်အဲ့တော့တုံးတက်တင်တာဖြစ်တယ်အဲ့ဒါဆိုရင် minus 5 by 6ကိုကျွန်တော်3ကမြောက်ပေးရမှာပါ minus 5 by 6ကို3ကမြောက်တဲ့အခါမှာကျွန်တော် ဒီအနုတ်ကဒီအနုတ်ကိန်းမှာဆိုရင်ကျင်သင်ခဲ့တာအနုတ်ကိန်းမှာဆိုရင်ထန်ညုံးကမာရင်းဖြစ်တယ်ဆိုရင်သူအနုတ်လက္ခဏာပဲပြင်ရတာဖြစ်တယ်အနုတ်ဖြစ်ပါတယ်အဲ့ဒီမှာကျတော့ပိုင်းဝေပိုင်းဝေချင်းမြတ်တဲ့ခါမှာ9925 25 9125နော်နောက်ကကြ66 36 36 36 236 236နော်ဒါဆိုရင်ဒီရရဲ့အဖြေက minus ဟိုဘယ်လဲ236ပိုင်း125ပိုင်းရပါတယ်ဒီကအပေါ်ကပိုင်းဝေမှာ9300ရှိတဲ့အတွက်9300ကိုမြတ်ပါတယ်ပိုင်းကျင်နယ်က6300ရှိတဲ့6300ကိုမြတ်ပေးရပါတယ် အဲ့နမကောက်ရမှာနဲ့သတိခုနှစ်ထက်ပါမနဲ့သတိခုနှစ်ထက်ဆိုတာကျတော့မနဲ့သတိကိုခုနှစ်ခါမြောက်ပေးရတာပါခုနှစ်ခါမြောက်ပေးရအနုတ်ဘေးရဲ့အထက်ညုံးကမာလေးပြတဲ့တဲ့ကျတော့ထွက်လာတဲ့လက္ခဏာကအနုတ်လက္ခဏာနဲ့ထက်မှာပါပြရချင်းကျတော့၃၃ခါမြောက်၉ခါမြောက်မယ်ပေါ့နော်ခုနှစ်ခါမြောက်မယ်ဒီမှာဒီမှာ၃၃ည၉ကို၉၂၉၂၉၃၈၁အဲ့လိုမျိုးတစ်စင်းကြီးမြောက်သွားတဲ့ခါမှာနောက်ဆုံးမှာအဖြေက၃ခု၇ခါမြောက်တဲ့ခါမှာ၂၁၈၉ရပါတယ်သူကထက်ညုံးကမာလေးပြတဲ့တဲ့အနုတ်နော် 989ဖြစ်ပါတယ်တာသူများကြည့်မနော်ဒီမှာကားငယ်လဲအဲ့တိုင်းပါပဲနော်စရပါ10ပိုင်းစရပိုင်း11မှ8ကို the square တင်တာဖြစ်တယ်11မှ8ကိုနှစ်ခါမြောက်မယ်နှစ်ခါမြောက်တဲ့နောက်ကတော့အပေါင်းဖြစ်တဲ့တော့ရုပ်နှုတ်လက္ခဏာရတဲ့ဆရာမလို့ဘူးအတူကြီးပိုင်းကြီးပိုင်းကြီးမြောက်တော့ရှိရှိပြီး60လေးပိုင်းကြီးပိုင်းကြီးမြောက်တော့121ပါနောက်ပါကျွန်တော်နံပါတ်ကကြီး minus 10 by 7 the whole နော် the whole fourth ပေါ့နော် the whole ဆိုတာကျွန်တော် လေးဒီပိုင်းအထန်ညိုးမှာရုပ်လေးတနာပြတဲ့တဲ့ -7/7 က၄ကမြောက်ပါမှာပါဟုတ်ပြီနော်။ဒါဆိုရင်၄ကမြောက်ဒီနှုတ်ဘိန်းမှာကျတို့နော်ထန်ညိုးကအစုံငယ်ပြတဲ့တဲ့ရရဖြေကားကြကျတို့အပေါင်းနဲ့ရမှာပါ။နော်ရရဖြေကားအပေါင်းနဲ့ရမှာပါ။ဒါကတို့ရှိရင်ကျတို့6ကို၄ကမြောက်တော့နော်6ကို၄ကမြောက်မယ်6 6 36 36 36 36အဲ့လိုမျိုးတစ်စင်းချင်းမြောက်တဲ့အခါမှာ6ကို၄ကမြောက်တဲ့အခါမှာ1296ရပါတယ်။ ခုနှစ်ကိုလေးကမြောက်တဲ့ခါမှာလဲဇီရောက2400တည်ရပါတယ်เนาะမြောက်ကြည့်ပေးပါခုနှစ်ကိုလေးကခုနှစ်4လီမုံเนาะခုနှစ်ကိုလေးကမြောက်ပါပါခုနှစ်4လီမြောက်ပါဦးနောက်တစ်ခုကနံပါတ်5ပါ1.2 power 8เนาะအဲ့မှာဇီရောက8ကအဲထန်ညူးမှာเนาะဒီ minor game မှာဇင်ထန်ညူးကအစုံငင်းဖြစ်တဲ့တွေ့ဇီရောက်ပါတော့အပေါင်းင်းနဲ့တွေ့မှာပါဒါဆိုရှင်အဲ့နဲ1.2ကိုဇီရောက်ကဘယ်နှခါမြောက်မှာဆိုရင်8ခါမြောက်မှာပါเนาะ အဲဝီရှိကမြောက်မှာဒါဆိုရင်ပိုင်းဝေတွေကိုမြောက်တဲ့အခါမှာယူအပေါင်းကြီးနေရမှာနော်ပိုင်းဝေတွေမြောက်တဲ့အခါမှာတစ်ကိုကလည်းခံမြောက်ရရှိတာတစ်ပေးရတယ်ပိုင်းကျင်နှစ်တွေကိုမြောက်တဲ့အခါမှာနှစ်ငယ်လေးလေးနဲ့ရှိရှိနေစချာအလိုမျိုးထပ်ခါတခါမြောက်ရတဲ့အခါမှာရှစ်ခါလည်းပြည်ရပြီးတော့ပိုင်းကျင်မှာနာနေရှိခါကိုမြောက်လို့ရှိရင်156ကိုရပါတယ်တဲ့နော်ဒါအဖြေကတော့အပေါင်းကြီးနဲ့ဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြာကျတော့ကနမက်ဆာလို -1.3 နော်တဟို food shift ပေါ့နော်ဆိုတော့9လာမှနဲ့ဝမ်းမှ0ကို9လာပြန်မှာပါအတင်းထန်းကျုံးကမောင်ကြီးဖြစ်တဲ့တွေ့ကျုံးနှုတ်ကင်းနဲ့ပဲရမယ်ဘဘကပိုင်းဝေရရောတစ်ပနကမျိုးတော့တစ်ပရရတဲ့တွေ့ကျုံးတစ်ပဲရမယ်ဘိုင်းကြီးကကျတော့ကျုံးက3ကို9လာမြောက်ရင်နေရာ၄၀လုံးရပါလေဒါကစလိန်မှာစလိန်က2.5ကိုကျုံးက3 3ကမြောက်တော့နော်2.5ကိုအဲ3တက်တင်တာဖြစ်တဲ့2.5 3ကမြောက်မယ်နောက်တဲ့ခါမှာကျုံးအဖြေက15.65ရရတယ်သူကဒသမ3နေရာဖြစ်ကြပါမယ်နော် တုံးကကြည်တယ်နှစ်သမာငါတသမာနောက်မှာတလုံးရှိတယ်သမာနောက်မှာတလုံးတသမာနောက်မှာတလုံးရှိတယ်သမာအားလုံးစုစုပေါင်းသုံးလုံးကိုဒီလိုကဖြတ်လိုက်ရပါတယ်နော်အဲဒါဆို15တသမာ6နဲ့9ရပါတယ်နောက်ကဇာဘွဲပါ -1 ကိုတရားတင်ရတယ်အတရားတထောင်တင်ရတယ်ပေါ့နော်တထောင်တက်တထောင်တက်ဆိုတာဆီတို့က -1 ကိုတထောင်မြတ်ပြရစရာမလိုဘူးအနောက်ကင်းရဲ့အပေါ်မှာထက်ကင်းရစုံကင်းဖြစ်တဲ့အတွက်ကျတော့ပါတော့သူအပေါင်းမဲရပါပါတယ် -1 ကိုတစ်ကိုဘယ်နှခါအဲဘယ်နှခါမြတ်ပြရစရာတစ်ပဲရတာဖြစ်တယ်နော်တစ်ပဲပေါ့နော် ဒါဆိုတော့တစ်ထောင်အားတစ်ထောင်အားဆုံငင်းပြတဲ့အတွက်အပေါင်းတစ်ပဲရပါတယ်။ဇာဝဲပဲကျွန်တော်စမ်းမြင်ကြပါ။မိုင်းနဲ့11မိုင်ထွဲ the whole food အဲ့မိုင်းနဲ့11မိုင်ထွဲကိုရှိကိုလေးကမြောက်မယ်။လေးကမြောက်တဲ့ခါမှာကျွန်တော်မိုင်းနဲ့ဂိမ်းမှာထန်ညွန်းကလေးဖြစ်တဲ့အဖြေကတော့အပေါင်းတစ်ပဲထွက်မှာပါ။ဒါဆိုစစ်တစ်ကိုလေးကမြောက်တယ်နော်စစ်တစ်စစ်တစ်တရီ121 121ကိုစစ်တစ်နဲ့မြောက်ရလာရဖြစ်ကစစ်တစ်နဲ့ထွက်မြောက်အဲ့လိုမြောက်ကြမှာပါနော်။ဒါဆိုရင်အဖြေကနော် ီစတိကို၄ကံကျော်တဲ့ခါမှာ1,641ရပြီးတော့စနစ်ကို၄ကံကျော်တဲ့ခါမှာ2,936ရပါတယ်။အဲဒါစနစ်စနစ်လေး144 144ဒီခါစနစ်နဲ့ထမြောက်ရတာအဖြစ်ဒီခါစနစ်နဲ့ထမြောက်အဲ့လိုပြပေးနော်။နောက်ကနံပါတ်ညပါ။နံပါတ်ညက7.8ကို၄ကံမြောက်ထားတာပါ။ဒါဆိုရင်7.8ကို၄ကံမြောက်မယ်။နောက်တဲ့ခါမှာ9ကိုလည်းဇမ္မာကို၄ကမြောက်မယ်9ကို49 49ကို9နဲ့မြောက်9ရလာရပြေတခါ9နဲ့မြောက်ရှိကလည်းတိုင်မယ်ရှိရှိ64 ဆက်ဆက်တူတကာရှိနေမြောင်းငါထလက်ရှိနေထင်ကြတာဆိုရင်အဖြေက2400ပိုင်းဝေရ2400တည်ရပြီးတော့ပိုင်းကြီးက4096ရပါတယ်။ငကားဂျုံနံပါတ်1ပါနမနိမာကြတော့အောက်ပါတို့ကိုရထန်ညုံပုံစံရေးပြပါအခြေကင်းနဲ့ထန်ညုံကိုပြပါအဲ့ဒါနော်ထန်ညုံပုံစံဆိုတာကျတော့ဟိုဘယ်လိုအောက်ကအခြေကင်းရတာအကုန်လုံးကတူနေရမှာနော်ဘယ်နှထက်ရရထန်ညုံရတာကမတူဘူးဗဒင်း225ဆိုတာကျတော့55 25လीရ225လीနော်55 25လीနော်25ဗဒင်းကျတော့55နှစ်ထက်ပေါ့ စကားနေတာဖြစ်တဲ့အတွက်ကျတို့က15ကအခြေဖြစ်ပြီးတော့နှစ်ကတော့ထန်ညွှန်းမှာ15ကအခြေဖြစ်ပြီးတော့နှစ်ကထန်ညွှန်းရပါတယ်နမကဝေးလေးအတိုင်းပဲသူက -8/27 ဒါသိရင်8ဆိုတာက1 3တဲ့နော်8ဆိုတာ1 3တဲ့နှစ်ကို3ကမျှရင်ယူရရှိရတယ်29ကကြာ3 3တဲ့ဖြစ်တဲ့အတွက်ကျတို့ကနော်ဒီရောက်ခွဲလိုက်တဲ့အခါမှာနော်2/3ပေါ့နော်2/3ကို3ကရရတယ်ပေါ့နော်2/3 -2/3 3ကရရတယ်ဟာလေ နော်ပိုင်းဝေမှာရှိတဲ့နှစ်သုံးကမြောက်ရင်ရှိရတယ်ပိုင်းကြီးမှာရှိတဲ့သုံးသုံးကမြောက်ရင်၂၀ခွန်ရတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျတော့မိုင်းနဲ့2ပိုင်း3တုံးတက်ရတယ်ပေါ့အဲ့ဒါအခြေကမိုင်းနဲ့2 2ပိုင်း3ဖြစ်ပြီးတော့အထန်ညွှန်းကကျတော့3ပါဟုတ်နော်ဟုတ်ကဲ့နမဲကငယ်နမဲကကလည်းမိုင်းနဲ့နော်243ရတယ်မိုင်းနဲ့243ဆိုတာကတချို့ကမိုင်းနဲ့3ဘယ်နှခါမြောက်လဲဆိုရင်မိုင်းနဲ့3ကို9ခါမြောက်ရင်အဲ့ဒီဖြစ်ရတယ် နော်ဇက်တာကအခုဒီခဏလေးတွေဆင်နီခရမှာအဲ့ဒါမှအခြေတော့ပါတော့ထန်ညွန်းတင်လို့ရမှာပါတူမအခြေတူမခြေတော့ထန်ညွန်းကိုတင်လို့ရမှာဖြစ်တဲ့လေ143ကိုခြေတော့အမဟိုဘာတွေဘလို့နော်ညလို့ရနှစ်တက်ကိညလို့ရသုံးတက်ကိညလို့ရခြေအဲ့ဒါတွေကိုကိုပေါ့ကိုတွေ့ကြည့်ရမှာပါနော်143ကိုခြေ143ကိုခြေတော့အစားကိနေလည်းတွေ့လို့ရတယ်ပေါ့နော်ထန်ညွန်းတွေ့တဲ့ပုံစံကြီးရှိပါတယ် -3 နော်3နဲ့ခြေတော့စားလိုက်စားလိုက်စားလိုက်တဲ့အခါမှာဒီမှာဒီဖြစ်ရတယ်ပေါ့နော်ဒါကြောင့်မို့ -143 ဆိုတာက -3 9တက်ပါ ဟုတ်နော်ဒါဆိုရင်ရှင်အဲ့ဒီမှာအခြေကားကြတော့ minus 3ပြီးတော့ထန်ကျင်းကတော့ခြေတော်ငါဖြစ်ပါတယ်။အဲ့တော့နံပါတ်ကကြီးက81 by 625ပါ။အဒီဝါကတော့ကျတော့ကိုကို87ပေါ့နော်95ကြာ95 95လေးဒါဆိုရင်ကျတော့ကိုကနှစ်ခုရမယ်95နှစ်ခုဆိုတော့ကျတော့9/25ကိုနှစ်ခါမြောက်တာပါဒါဆိုရင်9/31နှစ်ထက်ရတယ်ပေါ့နော်ဒါဆိုရင်အခြေကင်းရကျတော့9/25ဖြစ်ပြီးတော့ထန်ကျင်းကကျတော့နှစ်ဖြစ်ပါတယ်နော်နောက်တစ်ခုကကျတော့နံပါတ်5ပါနံပါတ်5က 625 by 14641ရပါတယ်။ဒါပေမဲ့အဲ့ဒီမှာ625ရကြတာကျတော့25 25လေးနော်။ဆို9နဲ့ကျင်းမယ်ဆိုရင်625ကို9လေးကမြောက်လိုက်ရတယ်။ဟုတ်နော်။1000တောင်းနေတာ641ကိုကြတော့015ကအဲ71ဟောပေါ့74ကပေါ့နော်လုံးလို့ရပါတယ်။9လေးက74ကဒါဆိုလို့ရှိရင်ကျတော့5 by 11 4တက်ဖြစ်တဲ့အတွက်5 by 11 power 4ပါ။ဒါဆိုရင်အခြေကကျတော့ အဲ့ဒါ level ပြပြီးတော့ထန်ကြီးကတော့၄ဖြစ်ပါတယ်။အဲ့ဒါနံပါတ်စာတော့ City 4 by 729ပေါ့နော်။ City 4 by 729ပါဆိုရင်ကျွန်တော်က64ကိုကြာဒီကို၄နဲ့ချင်းတဲ့ခါမှာ၄နဲ့၄၄နဲ့ခွဲတဲ့ခါမှာ၄သုံးတက်ရတယ်ပေါ့နော်။929ကြာတော့၉သုံးတက်ရတယ်။ဒါကြောင့်ကျွန်တော်က4 by 9သုံးတာ။ဟော4 by 9သုံးတက်တင်ထားတယ်။အဖြေကအခြေကကြာတော့4 by 9ဖြစ်ပြီးတော့ထန်ကြီးကတော့3ဖြစ်ပါတယ်။ ဒါဆိုရှင်ဒီနေ့နံပါတ်2တော့ပြီးသွားပါပြီနံပါတ်3ပါเนาะနံပါတ်3ကအောက်ပါတမုံမြောက်ရှင်းပါတယ်9နှစ်တက်နှစ်9တက်ဟုတ်ကဲ့เนาะဒါဆိုရင်9နှစ်တက်ကကျတော့ငါး95နှစ်9တက်ကကျနှစ်ကို9ခါမြောက်တဲ့ခါမှာ32ရတယ်အဲ့တော့နှစ်ခုပေါင်းရဲ့ခါမှာကျတော့59ပါเนาะအဖြေက59ရပါတယ်နောက်ကနံပါတ်ခါဝေးနံပါတ်ခါမျိုးကမနဲ့ဝဲကို58ခါမြောက်ထားတာရဲ့မိုင်းနဲ့ဝဲကို68ခါမြောက်ထားတယ်အဲ့ဒါကိုကျတော့ဒီခုချင်းတိုင်းမြောက်နေကျတော့ပြရမှာမဟုတ်တော့ဘူးအဲ့ဒီမှာကျတော့တင်ထားတဲ့ပုံစံကြီးကကျတော့အနှုတ်ကိန်းမှာဟိုထန်ညုံကအနှုတ်ဆိုရင် အနုလက္ခဏာနဲ့ပြင်ရတယ်နော်အဲအနုကိန်းမှာထညိုးအောင်ဆုံးလို့ဆိုရင်အပေါင်းလက္ခဏာနဲ့ပြင်ရတယ်ဒါဆိုရင် minus 1 58နဲ့ထပ်ထားဖြစ်တယ်လက်ချင်း59ကမာကိန်းဒါကြောင့်မလို့ minus 1 58ကမာကိန်းဖြစ်တယ်ထညိုးအောင်မာကိန်းဖြစ်နေတယ်လက်ချင်းအဖြေက minus 1နောက်တစ်ခုက minus 1 68ထပ်ဆိုတော့ဆုံးလို့ဖြစ်နေတယ်က1 minus 1နဲ့1နဲ့မျှတဲ့ခါမှာတက်တက်လေးတက်တယ်အနုလက္ခဏာပြင်ရတော့ minus 1ပါဟုတ်လားတက်ကတော့ဘယ်နဲ့တက်ဖြစ်ဖြစ်တက်ပဲလीနော်မက်ကငယ်က16နှစ်ထက်နှုတ်ရဲ minus 1 14တက် ချောင်းတစ်ထက်ကရောချောင်းချောင်းလီပေါ့နော်ချောင်းချောင်းလီက250ချမိုင်းနက်1ကို14ရက်တင်ထားတယ်မိုင်းနက်1ကို14ရက်တင်တော့ကျွန်တော်အပေါင်းထန်ညွှန်းကဆုံခဲ့ပြတဲ့အပေါင်းလက္ခဏာရထွက်မယ်ပေါ့နော်ဝင်းနက်မှာ1အဲဒါရက်မှာမိုင်းနက်1ရှိတဲ့အတွက်ကျွန်တော်က256အနှုတ်1ပေါ့နော်ဒီအနှုတ်ဆိုတာဒီနှစ်ခုကိန်းနှစ်ခုကြားရတဲ့အနှုတ်ကိုပြောတာပါဒီဝင်းနေကဒီမိုင်းနက်1ရဲ့အနှုတ်ကကြာတော့သူကကြည်သွားပြီလို့ဆိုတော့3ရက်ဖြစ်တဲ့အပေါင်း1ပေါ့နော်။အဲဒီ256ရက်တိကုန်တော့255ရပါမယ်။နောက်ကနမက်ခကြီး 3 by 4သုံးတက်ထဲကနေပြီးတော့4 by 3နှစ်ထပ်ကိုနှုတ်ပြရမှာပါ။ဒါဆိုရင်3 by 4ကိုကျွန်တော်က3က4 by 3ကနှစ်ခါ။အဲ့ဒီမှာကျွန်တော်ကပိုင်းဝေရ3နဲ့ပိုင်းခြေရ3နဲ့ချိန်မယ်။ပိုင်းဝေရ3နဲ့ပိုင်းခြေရ3နဲ့ချိန်မယ်။အဲ့ကပိုင်းဝေ4နဲ့ပိုင်းခြေ4နဲ့ချိန်မယ်။နောက်တစ်ခုကပိုင်းဝေ4နဲ့ပိုင်းခြေ4နဲ့ချိန်မယ်။ဒါဒီကြံတဲ့3 by 4ကကြာကျွန်တော်ခြေလုံးမြအောင်မြရတဲ့အဲ့ရအဖြစ်ပါပဲ။ဒီက3 by 4ရပါမယ်။နောက်ကနံပါတ်ကနံပါတ်က2ရှိတဲ့နေရာ2 3တက်ကုန်တော့မှာ။ အဲ့တော့နှစ်ရှစ်တက်ကိုရေမြောက်တက်ကမှ256ရပြီးတော့နှစ်သုံးတက်ကိုနှစ်သုံးတက်ကရှိရပါတယ်။နှစ်ကိုရှစ်ကမြောက်တက်ကမှ256ရတယ်။နှစ်ကိုသုံးကမြောက်တက်ကမှရှိရတယ်။အဲ့ဒီ256တွေကတော့256ကိုရှစ်နဲ့စားပြီးရမှာပေါ့နော်။စားပြီးတဲ့အခါမှာကြရတယ်ရှင်32ရပါတယ်။ဒါမှမဟုတ်ရေကိုဘယ်လိုလုပ်လို့ရလဲဆိုရင်အခြေတူပြီးစားရရင်ထန်ကျွန်းတွေနှုတ်ပေးရတယ်နော်။အဲ့တော့နှစ်ရှစ်တက်ကနှစ်သုံးတက်ကိုနှုတ်လို့ရှိရင်ရေ25တက်ကျတယ်။25တက်ကိုရေပြန်ပြီးတော့ဖြတ်တဲ့အခါမှာ30ပဲပြင်ရပါတယ်နော်။အဲ့ဒါလေးပဲ။ ောက်ခွာကျတို့နမက်စာလုံးနမက်စာလုံးကကျတော့ကျတို့3-5တက်ရှိမယ်အဲဒီကမှ Wi-Fi fitting ရှိမယ်နောက်ဆုံးမှ5-3တက်ရှိမယ်နော်တော့ Wi-Fi fitting နှစ်ထပ်ပါလားဒါနှစ်ပုံမှန်နှစ်ကြဲခဲ့ပါတယ်ဒါဆိုရင်3-5တက်ပြည့်တဲ့3ကို5လုံးရေးမယ် Wi-Fi fitting ကနှစ်ထပ်ပြည့်တဲ့ Wi-Fi fitting ကိုနှစ်ခါရေးမယ်5-3တက်ပြည့်တဲ့5ကို3ခါရေးရမယ်နော်ဒါဆိုရင်ကျတို့ကအဲပိုင်းဝေ3နဲ့ပိုင်းရှိ15နဲ့ကိုရှိလို့ရတယ်3-3 3-5 15နောက်တစ်ခါ3.3 3.5အဲ့ဒီ9ရည်နဲ့နောက်မှရှိတဲ့9ရည်နဲ့ချိန်လိုက်ရပါတယ် နော်ငါးငါးချင်းချင်မယ်ငါးငါးချင်းချင်ဘာဘာကြီးကျန်လဲဆိုရင်သုံးသုံးလုံးရဲ့ငါးတလုံးရဲ့ကျန်တယ်ဟုတ်နော်ဒါဆိုရင်ဒီမှာသုံးသုံးလုံးများတဲ့ခါမှာသုံးသုံးနေကိုကိုသုံးနေ၂၀ခု၂၀ခု၅လီရကြတော့ဒီလို၂၀ခု၂၀ခု၅လီက135ရရနော်အဖြေကလည်း135ပါဘိုင်းကြီးမှာဘာမှမကျန်ပါဘူးစာလုံးကြီးကစရိမ်မှာ2.7ပါဝါ -3 အဲ့ဒီမှာကျတော့ထန်ညွှန်းက -3 ဖြစ်နေတာဖြစ်တဲ့ရကျတော့ဘိုင်းကြီးကိုပို့လိုက်ပါမယ်1 by 2 by 1 by ပေါ့နော်2 by 7 power ကျုပ်ပါနော်တဟိုးကျုပ်ဒါတော့ကျုပ်မိုင်းနဲ့ဟိုကထန်ညိုးမှာမိုင်းနဲ့ပြချင်တယ်ပြတယ်ပိုင်းချီကိုပို့ရတယ်ပိုင်းမိမှာ1ကိုထားရတယ်။ဒါဆိုရင်2 by 7က3ကဖြစ်တယ်တဲ့2 by 7က3ကမြောက်မယ်။နောက်တစ်ခါမှာပိုင်းဝေက2 3တကမြောက်တဲ့တဲ့ရှိရပြီတော့ပိုင်းရီက9300ညတဲ့ခါမှာ343ရပါတယ်9949 49ခုနည်းနဲ့ထည့်ညတာက343ရတယ်နော်ဒါဆိုရင် 1m 1m 8x343 အဲ့ဒါကိုကျတော့ပြောင်းပြန်လှည့်လိုက်မယ် မမြန်နေတဲ့ဘောနောက်နဲ့မမြန်နေတဲ့ခါမှာဟိုဒါတစ်ကို343မှာရှိမနေစားတယ်ပေါ့နော်ဒါဆိုရှင်မြတ်အစားကိုမြတ်ပြောမှဆိုရင်343ကပိုင်းဝေပေါ်ရောက်ပြီးတော့ရှစ်ကအောက်ကိုရောက်သွားမယ်နော်ဘောကတစ်ကကျတော့ခုပိုင်းကြီးရောက်သွားမယ်အဲ့ဒီပိုင်းကြီးမှာရှိတဲ့တစ်ကကျတော့ရေးစရာမလိုဘူးနော်အဲ့ဒါဖြစ်ရဒီအောက်ကပိုင်းကြီးမှာရှိတဲ့8ပိုင်း343ကိုမြန်မြန်နဲ့လိုက်ရင်ရပါပြီနော်343ပိုင်း8ဖြစ်သွားပါမယ်နောက်ကဇာခွဲက -9 ပါဝါ -9 9ပါဝါ -2 9ပိုင်း2ပါဝါ2ပေါ့နော် အဲ့ဒါဆိုရင်ရှေ့က9မှာကျတော့ minus 3 minus 3ထိုင်ယူက minus 3ဖြစ်တဲ့လေဒီပိုင်းကြီးကိုအောက်မှာရေးလိုက်မယ်1 by 9ကျပေါ့နော်1မှာ9ကျဖြစ်သွားတယ်ဒီထိုင်ယူ minus 3က3ဖြစ်သွားတယ်နောက်က9 by 2ကို3ကမြောက်သွားဖြစ်တယ်လေ9 by 2ကိုဒီလို3ကဖြန့်လိုက်မယ်ဖြန့်ပြီးအောက်မှာကျတော့ကိုကထိုင်ယူရဲ့ဒီ1ရဲ့အောက်မှာကပိုင်းကြီးရဲ့အောက်မှာကပိုင်းကြီးမှာ9လုံးနဲ့ဖြစ်တဲ့9လုံးကရေးလိုက်နော်အဲ့ဒါဟိုဘက်ကပိုင်းဝင်နေဒီဘက်ကပိုင်းကြီးနေဒီဘက်ခြေပေးရပြီ ိုးနှစ်ခါကိုးသုံးခါရှိတယ်ဒါဆိုရင်ပိုင်းဝေမှာကဝမ်းမက်ကျင်တယ်ပိုင်းကျင်မှာကနှစ်သုံးလုံးဆိုတာရှိရောရှိတယ်နော်အဲဒီအဖြေကဝမ်းမအေးရပါတယ်ဒါဆိုရင်ဒီနေ့ကလေ့ကျင့်ငယ်အနည်းငယ်မှတည့်ရနံပါတ်1နှစ်သုံးတော့ပြီးပါပြီအဆုံးထိရှိသေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်